အမေရန်စာကောင်းတဲ့ခင်းကျင်တီနဲ့နည်းနည်းပေးမြများအုပ်ပြီးငါဆုတ်ချက်ပါမယ်။ငါသားတထုပ်ကိုထောင်းပေးပါမယ်။ဒီမှာကငါရည်ကိုမနှွာထားပါဘူး။ငါရည်ကိုလည်းကြိုက်လို့တစ်ခါတည်းထောင်းထားပါဗျ။ငါသားစာကောင်းလို့ချိန်ချိုင်းထောင်းထားပေးပါဗျ။ပြီးရင်တော့အရသာနီနဲ့စားနဲ့ချုံမုံနဲ့လည်းသုံးပေးပါမယ်။အရသာနားအောင်ထောင်းပေးပြီးရင်တော့ကျက်သွုံဖြူနဲ့ဂျင်းထောင်းလာတာလေးရေညှစ်ထည့်ပေးပါမယ်။ ဒီမှာလက်ရိတ်ကုန်နေတဲ့အတွက်စီတာလေးနဲ့ပဲဆင်ပြေတယ်လို့လောက်ထားပါတယ်။ရာသနှောင်းကိုထောင်းထားပြီးရင်တော့ကိုလိုချင်လိုနေသားလေးဆောက်ထားပေးပါမယ်။ပြီးရင်တော့ကြော်ဖို့အတွက်အိုးရဲကိုဆီထည့်ပေးပါမယ်။စနစ်မုံနည်းနည်းထည့်ပေးပါမယ်။ဆောက်ထားတဲ့ငဆောက်ကိုတစ်ခုချင်းချင်းထည့်ပြီးရင်တော့ရေနည်းနည်းထည့်ဖုံးလေးအုပ်ပြီးတော့ကြော်ထားပေးပါမယ်။ငဆောက်ကြော်နေချိန်တည်းမှာချက်သွန်းဤချက်သွန်းဖြူခြင်းရုပ်တီတော့အယောင်တင်မုတ်ထည့်ပြီးတော့ညက်နေအောင်ထောင်းထားပေးပါမယ်။ အစောကြော်ထားတာလေအဝါရောင်တက်လာပြီဆိုရင်တစ်ဖက်လှန်လာပြီပါမယ်ချွနေအောင်ဒီမကြော်ပါဘူးအိတ်လောင်နေထားလေးဆိုရပါပြီပြီးရင်တော့ရေလေးထည့်ပြီးတော့ထက်ကြော်ထားပြီပါမယ်နှစ်ဖက်လုံးကြက်ညီပါပြီဆိုရင်တော့အရင်စားကောင်းတဲ့ငဆောက်ကြော်လေးရပါပြီအဲ့ဒီလိုကြော်ပြီးလိုက်တာငါးသားကငါးဖေးငါးလိုမျိုးပဲတင်းတင်းထထုပ်လေးနဲ့အရင်စားကောင်းပါတယ် ကျော်လို့ပြီးရင်တော့ဟင်းစားချက်ပါမယ်။စီကငဆုပ်ကြော်တဲ့စီပဲသုံးထားပါရယ်။ပြီးရင်တော့စနေမောက်ထဲထောင်းနာတာလေးထည့်ပြီးမွေးနေအောင်စီတတ်ပေးပါမယ်။စီတန်းနဲ့မွေးလာရင်တော့လှိတာတဲ့ခရမ်းကျင်ဒီထည့်ပေးပါမယ်။ကြားသားအနေနဲ့ငပီးစားအချို့မောက်ထည့်ပြီးခရမ်းကျင်ဒီအရင်ကြည့်အောင်လို့ညင်းနေငယ်ထည့်ပြီးတော့ချက်ထားပေးပါမယ်။ ခင်းချင်းဒီကြည့်သွားရင်တော့ကြော်ထားတဲ့ငဆုပ်ထည့်ပေးပါမယ်။ပြီးရင်တော့ရေနှင်းငယ်ရည်သူချမ်းသာတာလေးပါထည့်ပြီးတော့ချက်ထားပေးပါမယ်။ချက်ပေးလိုက်တာရေခမ်းပြီးလိုချင်တဲ့နေထားလေးရောက်ရင်တော့ညနေပိုင်းလေးများလေးအုပ်ပါမယ်ရှင်။ နောက်ဆုံးမှာတော့နနမင်းမင်းများငါအသားကောင်းတဲ့ငဆုံငင်းကကောင်းလေးတစ်ခွက်ရပါပြီ။သူ့နဲ့တွေ့ဆောက်ဖို့အတွက်ကြက်ဟင်္ကာတိကြော့ပါမယ်။အိုးရဲရှိထည့်ပြပါမယ်။လီတာတဲ့ကြက်သွန်ညီထည့်ပြပါမယ်။ပြီးရင်တော့ဆွနေမောင်းနည်းနဲ့စားချုံမောင်းနည်းထည့်ပြီးတော့တေချာလေးမှွေပြပါမယ်။ကြက်သွန်နန်းလေးမှွေလိုက်ရင်တော့ကြက်ဟင်္ကာတိထည့်ပြပါမယ်။ရေမထည့်ပဲနဲ့အဲ့ဒီရှိနေပဲကြော့ပေးပါမယ်။ကြက်ဟင်္ကာတိကစားနေနေပြီးရှေးထားပြီးသားပါ။ ကြော်ထားလိုက်တာကြည့်ရင်ငါသည်ကြည့်ရင်တော့စားလို့ရပါပြီ။နောက်ဗီဒီယိုတွေအတွက် like and follow လေးလောက်ဝပေးပါအောင်ရှင်။